ရိုနယ်ဒိုနဲ့မက်ဆီတို့ကြားကမတူညီတဲ့စက်တပိုင်းဆိုင်ရာပြုံးမှုများကမ္ဘာဘောလုံးတစ်ကောက်ကိုစေတနည်းတစ်ခုကြောကြာလွှမ်းမိုးထားနိုင်ခဲ့တဲ့စူပါစတာနှုတ်ဦးဖြစ်တဲ့ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ကကစားကွင်းတွင်းမှာလာမကပဲသူတို့ရဲ့စက်တပိုင်းဆိုင်ရာပြုံးမှုနဲ့ကိုယ်ရည်ကိုယ်သူတွေမှာပါတည်တည်တာကွဲပြားခြားနားကြပါတယ်ဒီမျိုးကွဲပြားခြားနားမှုတွေကပဲသူတို့နဲ့ဦးစလုံးပရိသတ်များပြားရဲ့ချစ်ခင်အားပေးမှုကိုရရှိစေခဲ့တဲ့ပြင်တချင်နေ့မှာပဲဝေဖန်မှုတွေကိုပါရင်ဆိုင်စေခဲ့တဲ့အဓိကတော့ချက်တွေဖြစ်လာခဲ့ပါတယ်ရိုနယ်ဒိုကကမ္ဘာဘောလုံးကဘောလုံးမှားတွေနဲ့လူငယ်တွေအတွက်စူးစမ်းအားထုတ်မှုနဲ့စီးကမ်းရဲ့စံပြပုံကိုတူဦးဖြစ်ရည်တည်ပါတယ် သူရတဲ့မနီစိတ်တဲ့၄ချင်းကပေါ်တိကျစွာလိုင်းနာမှုတို့ကြောင့်ရိုနယ်ဒိုကပြည်သက်များပြားတဲ့ချစ်ခင်အားပေးမှုကိုရရှိထားပါတယ်။ပင်ကိုပါရမီထက်ကြိုးစားအားထုတ်မှုနဲ့အောင်မြင်မှုရယူနိုင်တယ်ဆိုတဲ့သူရဘဝနေထိုင်မှုပုံစံကလူငယ်ရွယ်အတွက်စိတ်တခွန်အားပြေဝဖြစ်စေပါတယ်။ဒါမှမဟုတ်ရိုနယ်ဒိုရဲ့ပြင်းပြလွန်တဲ့စိတ်ဓာတ်ကတခါတရံမှာထိန်းချုပ်မှုမဲ့ခြင်းကိုဥတီစေတတ်ပါတယ်။သူရအနိုင်ရယူလို့စိတ်ပြင်းပြမှုနဲ့ကြမ်းဆန်းလိုမှုပြင်းထန်လိုမှုတွေကြောင့် ကွင်းတွေတန်းလူကြီးတွေကြိုင်မက်တွေဒါမှမဟုတ်ကိုယ့်ရဲ့ဒင်းမော်တွေနဲ့ပဲပြဿနာတွေမကြခဏဖြစ်ပေါ်တတ်ပြီးဝေဖန်ခံရမှုအများပြားကိုခံရတူလည်းဖြစ်ပါတယ်စိတ်လိုက်မှပါတုတ်ပြန်ပြောဆိုမှုတွေမကျေနပ်ရင်ဒေါသထွက်တတ်တဲ့မူရာတွေကိုပြုလုပ်မိတဲ့ခါဒါမှမဟုတ်အင်တာဗျူးတွေမှာမင်းကက်စရာကောင်းအောင်ပြောဆိုတာတွေက ရော်နယ်ဒိုကပြဿနာတွေကိုမီးထွန်းချသလိုဖြစ်နေခဲ့ပြီးအဲ့ဒီခြေတိကပဲရော်နယ်ဒိုရဲ့စိတ်တပိုင်းဆိုင်ရာအားနည်းချက်အပြင်မကြာခဏထုတ်ပြခြင်းခံရကပရိသတ်ချိုးရဲ့ချစ်ခင်မှုကိုယုံနေစီခဲ့ပါတယ်။တခါမှတော့လျူနယ်မက်ဆီကဘောလုံးတိုင်းမှာရှောက်ပါတဲ့ပါနမရှင်တူဦးပြီးပြီးဘောလုံးကိုမော့ဆန်အောင်ကစားပြတတ်သူဖြစ်ပါတယ်။ကွင်းပြပမာရောကွင်းတွင်းမှာအနေအထားစိတ်နေသဘောထားကြောင့်ပရိသတ်ရဲ့ချစ်ခင်မှုကိုပုံမရရှိထားသူလည်းဖြစ်ပါတယ်။မက်ဆီရဲ့အစ်စ်တင်ငင်းတဲ့စိတ်နေသဘောထားနဲ့ရော်နယ်ဒိုလိုပြင်းထန်တဲ့စိတ်ဓာတ်ရန်လိုတဲ့အမူအရာတွေရှိတာကြောင့်သူကရော်နယ်ဒိုတော့ဝယ်ပယ်မှုတွေကိုမကြာခဏမခံခဲ့ရပါဘူး။ ဒီဆက်ကပဲလျူနယ်မက်ဆီကိုလူချစ်လူခင်ပေါများစေတဲ့အဓိကတော့ချက်ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။မက်ဆီကပြိုင်မက်တွေဒါမှမဟုတ်ဝေဘန်သူတွေရဲ့ပြောဆိုတွေကိုမုံစကားတွေနဲ့တုတ်ပြန်လည်းမရှိပဲသူရဲ့ကစားဟန်နဲ့အစင်တန်းမြင့်မာတဲ့ဆွမ်းဆောင်ရည်နဲ့သာတိတ်ဆိတ်စွာပြန်လည်ဖြည့်ရှင်းတတ်သူလည်းဖြစ်ပါတယ်။သူရဲ့ရင်ကျက်ပြီးတည်ငြိမ်နိုင်စေတဲ့ဘောရောကြောင့်ပဲဘောနိုကပြင်မကလူတွေကပါမက်ဆီကိုအားပေးချီးခင်လာကြပြီးရော်နယ်ဒိုရဲ့စိတ်နဲ့ပြင်းထန်မှုကြောင့်ပဲစိတ်နောက်ဆက်ဖြစ်သူတွေကမက်ဆီရဲ့အေးစေးတည်ငြိမ်မှုကိုပိုပြီးနှစ်သက်လာကြပါတယ်။အချင်းချုပ်အပြင်ပြောရမယ်ဆိုရင်တော့ရော်နယ်ဒိုမက်ဆီတို့ရဲ့ကွဲပြားတဲ့စစ်တပိုင်းဆိုင်ရာပြုမှုတွေကသူတို့နှစ်ဦးစလုံးရဲ့အောင်မြင်မှုကိုလမ်းညွှန်ခဲ့ပါတယ်။ နော်ဒီကပြန်ဆိုင်မှုအနိုင်ယူလမှုတွေနဲ့ဆေးလိုက်မဲ့ပါပြောဆိုမှုတွေကြောင့်ကွင်းတွင်းမှာဝေဖန်ခံရပြီးပြဿနာတွေကိုမီးထွန်းဆသလိုဖြစ်နေကြရတာဖြစ်ပါတယ်။သူအပြင်ပြတဲ့ဆေးတကောက်အောင်မြင်မှုအတွက်မောင်းနေအောင်ဖြစ်ပေမဲ့လည်းတခါတရံမှာထိန်းချုပ်မှုလိုအပ်နေတတ်ပါတယ်။တစ်ဖက်ကမက်ဆီကတော့ AC တင့်ရည်စွာနေထိုင်ပြီးဝေဖန်လာသူတွေကိုလည်းမုန်းစကားတွေနဲ့ပြန်လည်တုတ်ပြန်လေမရှိတာကြောင့်နေပယ်လိုင်းကပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုပို့ပြီးရရှိနေတာဖြစ်ပါတယ်။ဒီစူပါစကားနူးရဲ့ကွဲပြားတဲ့ဆေးတပိုင်းဆိုင်ရာအပြုမှုတွေကဘလုံးကောက်ကိုစိတ်ဝင်စားစရာအကောင်းဆုံးဇက်ကွက်တင်နဲ့ပြည့်နေစေကြတာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမှားတွေချက်ပြတ်တယ်